ယူနိုက်တက်တိုက်စစ်မှုရက်ဖို့ကိုခေါ်ယူဖို့ချိန်ယွင်းနေတဲ့နယူကာဆယ်အသင်းအင်္ဂလန်လိုရွေးချယ်တိုက်စစ်ကစားသမားမာကတ်ရက်ဖို့ဟာလက်ရှိမှာသူ့ရဲ့ကလပ်မန်ချက်စတာယူနိုက်တက်အသင်းနဲ့လမ်းခွဲဖို့နှိစက်နေပြီဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာပရီးမီယာလိဂ်ကလပ်နယူကာဆယ်အသင်းကရက်ဖို့ကိုခေါ်ယူဖို့လေးနဲ့ချိန်ယွင်းနေတယ်လို့နောက်ဆုံးရသတင်းတွေက သိရပါတယ်အသက်29နှစ်ရွယ်ရှိပြီဖြစ်တဲ့တိုက်စစ်မှုရက်ဖို့ဟာမန်ချက်စတာယူနိုက်တက်အသင်းမှာပြီးခဲ့တဲ့ရာသီတွေကခြေစွမ်းပြတိုင်ခြင်းမရှိဘဲရုန်းကန်နေခဲ့ရပါတယ်ဒီလိုရုန်းကန်မှုတွေကြောင့်ပဲပြီးခဲ့တဲ့ဆောင်းရာသီပြောင်းရွှေ့ကာလတုန်းကအက်စတွန်ဗီလာအသင်းထံကိုအငှားနဲ့ထွက်ခွာခဲ့ရပါသေးတယ် အင်္ဂါစာချုပ်မှာလည်းဂျာစီကုန်ကြီးမှာပေါင်တန်း၄၀နဲ့တက်မှတ်ပြီးခေါ်ယူနိုင်မဲ့သဘောတူညီချက်ပါဝင်ခဲ့ပေမဲ့အက်စတရီမီလာအတင်းမကတော့ရဖိုကိုအပြစ်သက်ခေါ်ယူဖို့စိတ်ဝင်စားခြင်းမရှိတာကြောင့်သူကိုမခေါ်ယူခဲ့ပါဘူး။ဒါကရဖိုရဲ့ခြေချောင်းပေါ်မှာမေကွန်ထုတ်ချက်တွေရှိနေတယ်ဆိုတာပြသနေတာပဲဖြစ်ပါတယ်။မန်ချက်စတာနော်တဲ့တင်းကလည်းရဖိုကိုဒုတိယရေရှည်အစည်းအဝေးမှာနေရာမပေးချင်တော့တာကြောင့်နေရာဒီပြောင်းရွှေ့ကာလမှာရောင်းထုတ်ဖို့စီစဉ်နေတယ်လို့သိရပါတယ်။အစီအချင်းတွေမှာရဖိုကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ကလပ်အသင်းတွေတော်တော်များများရှိပါတယ်။အဲ့ဒီထဲမှာစပိန်ထိပ်တန်းကလပ်ဘာစီလိုနာအသင်းလည်းပါဝင်နေပါတယ်။မယူတင်းကလည်းဘာစီလိုနာရဲ့ထူးချွန်တဲ့နောက်ခံလူအာရူဟိုကိုမျက်စိကြားနေတာကြောင့်ရဖိုကိုဘာစီလိုနာစီပို့ပြီး အရူဟိုနဲ့လက်ထက်လို့ပို့စီစဉ်နေတဲ့ဆိုတဲ့သတင်းလေးလည်းထွက်ပေါ်နေပါတယ်။အခုနောက်ဆုံးထပ်မံထပ်ပေါ်လာတဲ့သတင်းကတော့ Premier League ကနယူကာဆယ်အသင်းက Rafford ကိုခေါ်ယူဖို့ကမ်းလှမ်းမှုပြုလုပ်ဖို့အလေးနဲ့ချိန်ယူနေတာပဲဖြစ်ပါတယ်။နယူကာဆယ်အသင်းအနေနဲ့ Rafford ကိုတိုက်ရိုက်ကမ်းလှမ်းမှုဆုံးဖြတ်ခြင်းမရှိသေးပဲ Rafford ကလည်းနယူကာဆယ် United အသင်းကိုပြောင်းရွှေ့ဖို့လိုလားကြောင်းပြသခဲ့မယ်ဆိုရင်ကမ်းလှမ်းမှုတွေပြုလုပ်သွားမယ်ဆိုပြီးသတင်းတွေကပေါ်ပြနေတာပဲဖြစ်ပါတယ်။ဒါကြောင့် Rafford တော့မယူကာနဲ့ထွက်ခွာဖို့တေချာသလောက်ရှိနေပြီးဘယ်ကလပ်ကိုရွေးချယ်မလဲဆိုတာကတော့စိတ်ဝင်စားစရာစောင့်ကြည့်အောင်ပဲအခြေအနေတစ်ခုပဲဖြစ်ပါတယ်။